လာပါရှင်ချင်းလင်းချန်နယ်သတင်းဌာနမှပြန်လည်ကြိုဆိုလိုက်ပါရစေ။2025ခုနှစ်နိုဝင်ဘာလ10ရက်နေ့နောက်ဆုံးရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးတော့ပါမယ်ရှင်။ဒီကနေ့တင်ဆက်ပေးမယ့်သတင်းကောင်းဆင်တွေကတော့တိုင်းငယ်အနီးတိုက်ပွဲမှာအကြံဖက်စစ်တပ်9ဦးသေဆုံးက20ကျော်တိုင်းငယ်ရရှိကြောင်း။မလေးရှားမှာ12ထက် တိုက်ပွဲကနေပြုတ်ကြလို့ချင်းလူမျိုးတအူးသေဆုံးကြောင်း။ ဖာကမြုတ်နေမော်စီစာလမ်းဆောင်တွင်စီရင်တန်းကိုမိုင်းဆွေတကယ်မှုတွင်စစ်သားထိခိုက်ဒေဆုံးမှုရှိကြောင်းမိမိဒေသတစ်ခုတည်းလွတ်မြောက်ရေးထက်ပြည်ထောင်စုတဝန်းလုံးလွတ်မြောက်ရေးကိုမဖြစ်မနေထည့်သွင်းစင်စာလောက်ကင်ကြရန် NUG ဝန်ကြီးချုပ်မန်းဝင်းခန့်တိုင်းတိတ်တွင်ကြောင်းရက်၄၀ကြာအစိုးရရက်ဆိုင်မှုအဆုံးသတ်ဖို့အမေရိကန်အထက်လွှတ်တော်မှသဘောတူညီချက်ရရှိကြောင်းတို့ပြဖြစ်ပါလိမ့်ရှင် တိုင်ငံ့အနီးတိုက်ပွဲမှာအကြံဖက်စစ်တပ်ခုနှစ်ဦးသေဆုံးက20ကျော်တိုင်ရန်ရရှိတဲ့တရင်ကိုတင်ဆက်ပေးသွားပါမယ်ရှင်။ချွမ်းပြည်မြောက်ပိုင်းဒီရီမြို့နီစီရင်ဒေတာတိုင်ငံ့ကျေးွာအနီးမှာအကြံဖက်စစ်တပ်နဲ့ချင်းလန်းကောင်စီပူးပေါင်းတပ်ဖွဲ့တို့မနေ့ကတိုက်ပွဲဖြစ်ပွားကြပြီးအကြံဖက်စစ်တပ်ဘက်က9ယောက်သေဆုံးပြီး20ကျော်တိုင်ရန်ရရှိတယ်လို့သိရှိရပါတယ်။ ီရီမြို့ကနေတိုင်းရင်းရွာကိုစစ်ကြောင်းထိုးလာတဲ့အကြံဖက်စစ်တပ်နဲ့ချင်းလန်းကောင်စီပူပေါင်းတပ်ဖွဲ့တွေဟာတိုင်းရင်းရွာအထက်နားတောင်ပေါ်မှာမနေ့ည9နာရီဝန်းကျင်မှာတိုက်ပွဲဖြစ်ပွားခဲ့ကြရာလို့ရှေ့တိုင်းရောက်နေတဲ့တရင်ချင်းမတူက VOC ကိုအတိပြုပြောဆိုထားပါတယ်။ရှေ့တိုင်းရောက်တရင်ချင်းမကဒီတိုက်ပွဲမှာအကြံဖက်စစ်တပ်ကတပ်သား9ယောက်နဲ့အလောင်းတွေ့ရတယ်။ပြီးတော့စစ်ဘက်အသုံးဆောင် PC တချို့လည်းတင်စီရမိတယ်လို့ပြောပါတယ်။ ယခုလက်ရှိချိန်မှာဒီရီမျိုးကနေစစ်ကြောင်းထိုးလာတဲ့အကြံဖက်စစ်ကြောင်းဟာတိုင်းငင်ကြီးရွာတဲ့ကို ဝင်ရောက်တက်ထိုင်ထားပြီးလို့သိရပြီးကလေးမျိုးကနေတက်လာတဲ့စစ်ကြောင်းကတော့မော်ဘီရွာမှာပဲရှိနေသေးတယ်လို့သိရှိရပါတယ်ရှင်။မလေးရှားမှာဆနထက်တိုက်ပိုကနေပြူကြလို့ချင်းလူမျိုးတူဦးသေးဆုံးတဲ့တရင်ကိုတင်ဆက်ပေးတော့ပါမယ်ရှင်။မလေးရှားနိုင်ငံဂျိုဟော်ဘာရူမြို့ ဆက်လုပ်ရေးလုပ်ငန်းခွန်မှာအလုံးလုံးကိုင်းနေတဲ့ချင်းလုံးကြီးတူစနစ်ထက်တိတ်ဖို့ကနေပြုတ်ကျလို့တည်ဆုံသွားခဲ့ရလို့မလေးရှားရောက်ချင်းအတိုင်းဝန်ထံကနေသိရှိရပါတယ်။အဆိုပါလူငယ်ဟာအသက်20အရွယ်ရှိဘွေချင်းထောင်ဖြစ်ပြီးပြီးခဲ့တဲ့နိုဝင်ဘာလ၄ရက်နေ့မှာတိတ်စနစ်ထက်ဖို့ကနေ ၆ထပ်ပေါ်ကိုပြုကြခဲ့ခြင်းဖြစ်ကတန်ရာကျန်းထန်ရရှိခဲ့ပြီးဈေးရုံကိုပို့ဆောင်ပေးခဲ့ပေမဲ့နိုဝင်ဘာလ၈ရက်နေ့မှာတည်ဆုံခဲ့ရလို့သိရပါတယ်။မလေးရှားရောက်ချင်းလူငယ်တဦးကဆက်နက်ထက်ကနေကြပြီးတော့တန်ရာကျန်းထန်ရရဲကြားရတာကတော့ခန္ဓာကိုယ်အတွင်းပိုင်းကနေသွေးထွက်တာများတယ်လို့သိရတယ်။ဈေးရုံကိုပို့ပြီး 3ရက်လောက်အကြာမှာယခုလိုဆုံသွားတာပါလို့ချင်းလန်းချင်းနယ်တရင်ဌာနတို့ပြောဆိုထားပါတယ်။ဝေချင်းထောင်ရဲ့ဖခင်ဟာခွန်စင်းချက်ပြီးမိခင်ဟာထန်တလန်မြို့နီးစုံငင်းဒေတာခံချက်ကကလေးမြို့တန်ဖိုးရွာမှာနေထိုင်ကြတယ်လို့သိရှိရပါတယ်။သူကမလေးရှားရောက်လာတာတိတ်မကြသေးဘူး။ရောက်ခါဆမှာဆိုကြောင်တက်တယ်လို့သိရတယ်။ပြီးခဲ့တဲ့ရက်ပိုင်းမှာမြန်မာစစ်တပ်ကကလေးမြို့နီးချင်းကိုစစ်ကြောင်းထိုးတော့ သူမိဘတွေနေထိုင်တဲ့အတန်းဖိုးရွာလေးဆစ်ဆောင်နေကြရတယ်။အဲဒါကြောင့်မိဘတွေခက်ခဲမှာပဲဆိုပြီးပြန်ထောက်ပံ့ဖို့ကြောင်ကနေထွက်ပြီးအလုပ်ဝင်လုပ်ကြလို့ဆက်လက်ပြောဆိုထားပါတယ်။ဝေချင်းထောင်ဟာမိဘအပေါ်ခြေစူးတည်တဲ့လူမျိုးဖြစ်ပြီးသူရဲ့မိဘနဲ့ဝေချင်းမောင်နှမများကလည်းအားကိုးရတဲ့လူမျိုးဖြစ်တယ်လို့သိရပါဗျ။သူရဲ့ရုပ်အလောင်းကိုတော့ ဂျော်ဟော်ဘရူကနေဒေလာကြမှာဖြစ်ပြီးမနေ့ဖြန်နိုဝင်ဘာလ17ရက်နေ့မှာကွာလာလမ်ပူမှာတကြွသွားမယ်လို့သိရှိရပါတယ်ရှင်။ဖာကမြုပ်နေမော်စီစာလမ်းဆောင်တွင်စစ်ရင်တန်းကိုမိုင်းဆွေတိုက်ခိုက်မှုတွင်စစ်သားထိခိုက်ဒေဆုံးမှုရှိတဲ့တရင်ကိုတင်ဆက်ပေးတော့ပါမယ်ရှင်။ကချွန်ပြည်နယ်ဖာကမြုပ်နေမော်စီစာဂျေးရွာ မိန်လမ်းမှလမ်းဆုံတွင်စစ်ရင်တန်းကိုမိုင်းဆွေးတိုက်ခိုက်ခဲ့ရာစစ်သားများထိခိုက်ဒိဆုံးမှုရှိကြောင်းသိရှိရပါသည်။ယနေ့နိုဝင်ဘာလ10ရက်နေ့နာနက်7:20နာရီ20မိနစ်အချိန်ဖာကမြို့နယ်မော်စီစာကျေးရွာမိန်လမ်းမှလမ်းဆုံတွင်အကြံဖက်စစ်ရင်တန်းကိုတုံနိုင်ရေးတပ်ဖွဲ့ဝင်များကမိုင်းဆွေးတိုက်ခိုက်ခဲ့ရာစစ်သားများတိကိတ်တေဆုံးမှုရှိပြီးတေဆုံးတန်ရာရရှိသူများကိုပြည်သူပိုင်ကားများချောဆွဲကာတည်ယူနေကြောင်း ဘာကန်ဒေတာတရင်ရင်မြစ်ကပြောကြားထားပါတယ်။ဒေတာတရင်ရင်မြစ်ကဘယ်နှစ်ယောက်ထိလဲတော့မသိဘူး။ထိခိုက်မှုရှိလို့မိသူတွေရဲ့ကားတွေကိုရက်ခိုင်းချောဆွဲပြီးအကျူအပူလုပ်နေတာအကြံဖက်စာကာမတွေ ကားတရကြံမောင်းပြီးအသွားအလာလုံးနေကြသလိုတိုးလိုင်းရဘက်ကလည်းကြဖြတ်တက်ခိမှုတွေရှိနေတာကြောင့်မိဘပြည်သူတွေအနေနဲ့အတက်နိုင်ဆုံးအပြင်မထွက်ပဲအသွားအလာအစဉ်ချင်းကြဖို့လိုပါတယ်လို့ပြန်ကုန်ခက်တဲ့တရင်ဌာနထံသို့အတည်ပြုပြောကြားထားပါတယ်အလားတူဖာကတ်မော်စီစာလမ်းမပေါ် KBC ဖရာကြောင့်ရှိနိုင်လေမိုင်းပုတ်ကွေးမှုဖြစ်ကပြည်သူတအူးတည်ဆုံပြီး တဦးအပြန်ချန်တန်ရာရရှိခဲ့ကြောင်းယခုရက်ပိုင်းအတွင်းအကြံဖက်စစ်ကောင်စီတပ်ကဖာကမျိုးနဲ့လုံခင်မော်စီစာစားတဲ့နေရာများကိုအသွာအလာလှုပ်ဆောင် ရရှိပြီးတော်လှန်ရေးတပ်ဖွဲ့ဝင်များကလည်းမိုက်ဆွေတိုက်ခိုက်မှုများလှုပ်ဆောင်နေကြောင်းသိရှိရပါတယ်။ကင်းနေတာလားတပ်ပြောင်းရွှေ့လုကြတာလားတော့မသိဘူး။ဒီတရက်နှစ်ရက်အတော်တွင်စစ်သားတွေအသွာအလာတအားလုံးနေတာဖာကန့်ကိုသွားလိုက်လုံခင်သွားလိုက် အခုတက်ဆွေးထားတဲ့မော်စီစာဖရာကုံပေါ်တက်လိုက်နဲ့ရှုပ်ရှက်ခက်နေလားကျွန်တော်တို့ကြားရတဲ့တရင်ကလန်ကျောပေါ်တက်လာတဲ့စစ်ကြောင်းကိုမြို့ပေါ်မှာလုံခြုံရေးယူရဲဆိုတဲ့ပုံစံမျိုးလေးပြောကြတယ် ဒါကတော့အကြည့်ပြုတ်လို့မရပါဘူးအကြည့်ပြုတ်နိုင်တာကတော့စစ်သားတွေကကားဝင်နဲ့တောက်လျှောက်အသွားလာတွေရှိနေပြီးတော့တော်လိုင်းရေးဘက်ကလည်းလမ်းပေါ်မှာမိုင်းဆွေတက်ခိတ်မှုတွေဆက်ရှိနေတဲ့အနေအထားဖြစ်တာမိုင်းဆွေတက်ခိတ်တာကလည်းဘေးနေရာမှာအသေးချိုင်ပြီးတိတ်နေကြတာမျိုးတော့မဟုတ်ဘူးသွားရင်လာရင်မိုင်းဆွေးနေကြတာဒီကြားမှာမှပြည်သူတွေလည်းထိခိုက်မှုတွေရှိနေတဲ့အနေအထားမျိုးဖြစ်တယ်လို့ဆက်လက်ပြောဆိုထားကြအောင်သိရှိရပါတယ်ရှင်။ မိမိဒေသတစ်ခုတည်းလွတ်မြောက်ရေးထက် ပြည်ထောင်စုတဝန်းလုံးလွတ်မြောက်ရေးကိုမဖြစ်မနေထိတွင်စင်စာလောက်ကန်ကြရန် NUG ဝန်ကြီးချုပ်မန်ဝန်းခန့်တိုင်းတိတ်တွင်းထားတဲ့တရင်ကိုတင်ဆက်ပေးတော့ပါမယ်ရှင်။အကြံဖက်စစ်တပ်ကိုတိုးလှန်တိုက်ခိုက်နေတဲ့တပ်ဖွဲ့များအလုံးအနေနဲ့မိမိဒေသတစ်ခုတွေလွမြောက်ရေးထက်ပြည်ထောင်စုတဝန်းလုံးလွမြောက်ရေးကိုမဖြစ်မနေထိတ်သွင်းစင်စာလောက်ကင်ကြရန်အမျိုးသားညီညွတ်ရေးအစိုးရ ူဂျီပြည်ထောင်စုဝန်ကြီးချုပ်မန်ဝန်းခိုင်တန်ကတိတ်တွန်းပြောကြားထားပါတယ်။ယမနေ့နိုဝင်ဘာလ9ရက်နေ့ကကျင်းပပြုလုပ်တဲ့ရန်ကုန်လွှတ်တော်တက်သမအချိန်မြောက်အစည်းအဝေးခန္ဓာတွင်အထက်ပါအတိုင်းပြောဆိုလိုက်ခြင်းဖြစ်ပါတယ်။နေဦးထိုလိုင်းရေးခရီးတဲ့9နှစ်ထေသောရောက်ရှိလာပြီးဖြစ်ပြီးထိုလိုင်းရေးအဆုံးသက်ပိုင်းတိုင်းဒီလဲနှီးကပ်လာပြီးဖြစ်ကြောင်းထို့ကြောင့်အောင်ပွေးနီးလေးလေးအခက်အခဲတွေ့လေးလေးဖြစ်ပြီးအရေးအချက်များလည်းတိုးတက်လာပြီးဖြစ်ကြောင်း တိုးလှန်ပြည်သူများရဲ့ဖန်ကန်တည်မတဲ့အရေးချင်းစစ်စစ်များကိုအုံပြုကာတိုးလှန်ရေးခရီးဆောင်ထိရှေ့ဆက်ကြရမည်ဖြစ်ကြောင်းအတည်ပြုထားပါတယ်။ခရီးဆောင်မရောက်သေးခင်ကာလမှာတော့ဗက်ဆုံတောင်ဆောင်ကနေတက်ပွဲဝင်ရင်မိမိတို့ဒေသတစ်ခုတည်းလွတ်မြောက်ရေးထက်ပြည်ထောင်စုတဝန်းလုံးလွတ်မြောက်ရေးကိုလည်းမဖြစ်မနေထိတ်သွင်းစဉ်းစားလုပ်ကိုင်းဆောင်ရွက်ကြဖို့လိုပါတယ်။ဖက်ဒရယ်ပြည်ထောင်စုကြီးပေါ်ပေါက်လာဖို့ဆိုတာဟာ အကြံဖက်စစ်အုပ်စုကိုအပီးတိုင် ဖြိုချနိုင်မှာဖြစ်ပါမယ်။မိထောင်စုရဲ့မိတိအရက်ဒေတာနိုင်မဆိုမြန်မာနိုင်ငံနေနမိတ်အတွင်အကြံဖက်စစ်အာဏာရှင်နဲ့အာဏာရှင်မျိုးဆက်တွေမရှိတော့မဲ့အခြေအနေမျိုးရောမှဒီမိုကရေစီအနှစ်သာရနဲ့ဖက်ဒရယ်စနစ်ကိုအပြေအဝအကောင့်ထေပေါ်နိုင်မှာဖြစ်ပါလေလို့ပြည်ထောင်စုဝန်ကြီးချုပ်မန်ဝင်းခန့်တန်းကပြောကြားထားပါတယ်။ ဒါကြောင့်နိုင်ငံရေးတက်တမန်ရေးပဏာရေးစစ်မျက်နှာများတွင် အောင်မြင်မှုရရှိအောင်ဆောင်ရွက်နေကြတဲ့အပြင်စစ်ရေးတွင်လည်းအရှိန်အဟုန်ပြင်းထန်ကာတိုးလှန်ရေးရဲဘော်များကကိုဆွမ်းရင်ဆွမ်းရှိသည်များစူးစမ်းနေကြောင်းဝန်ကြီးချုပ်ကအတိအပြပြောဆိုထားတယ်လို့သိရှိရပါတယ်ရှင်ရက်40ကြာအစိုးရရက်ဆိုင်မှုအဆုံးသက်ဖို့အမေရိကန်အထက်လွှတ်တော်မှသဘောတူညီချက်ရရှိထားတဲ့တရင်ကိုလေးဆက်လက်တင်ဆက်ပေးသွားပါမယ်ရှင်။နိုင်ငံသမိုင်းမှာ အရှိကြဆုံးအစိုးရရက်ဆိုင်မှုကိုအဆုံးသတ်ဖို့အတွက်အမေရိကန်ပြည်ထောင်စုအထက်လွှတ်တော်မှဒီမိုကရက်နဲ့ရီပက်ဘလစ်ကန်တွေကြားသဘောတူညီမှုရရှိသွားပြီဖြစ်ပါတယ်။ဒီဇင်ဘာမှာတက်တန်းကုံဆုံးမဲ့ဂျမားရေးဆောင်ရှောက်မှုထောက်ပံ့ခြင်းများအပေါ်စစ်တုပ်ဖန်ဖို့မေးပေးမှာဖြစ်ကြောင်းရီပက်ဘလစ်ကန်များက ကတိပြုပါကအစိုးရပြန်လည်ဖွင့်လှစ်ပေးဖို့အတွက်သဘောတူညီကြောင်းအလေးအလတ်သမားဒီမိုကရက်တစ် တအုပ်စုကတနင်္ဂနွေနေ့မှာနှိမ့်နိုင်ခဲ့ပါတယ်။ The Hearing ဆာမှာပေါ်ပြမှုအရဆွေးနွေးပွဲကိုဦးဆောင်ခဲ့တဲ့အထက်ထွတ်တော်အမတ် August King ကဥပဒေပြုရေးကိုထောက်ခံခဲ့တဲ့ Democrat တွေဟာ ရက်ဆိုင်မှုဟာလုံလောက်သောအချိန်ကြာမြင့်နေပြီလို့ခန်းစားနေရတယ်လို့ဆိုပါရယ်ဒီစီဇန်မှာဇန်နဝါရီလအထိအစိုးရဖြန့်နေဖွင့်နေပြီးနောက်နှစ်အတွဲအစားအစာအကူအညီနဲ့ဥပဒေပြုတ်ရေးဌာနအပါအဝင်အခြားအစိတ်ပိုင်းများကိုရပ်ပုံငွေထုတ်ပတ်မဲ့ရာရင်ရပ်ပုံငွေဥပဒေကျန်တစ်ခုပါဝင်မှာဖြစ်ပါရယ်ပြင်ဆင်ထားတဲ့ဥပဒေကြမ်းကိုအောက်လွှတ်တော်ကအတည်ပြုပြီးသမရဒိုနယ်ထရမ်လက်မှတ်ရေးထိုးရန် ေးဖို့ရအောင်မှာဖြစ်ပြီးဒီလုပ်ငန်းစဉ်ဟာရက်အနည်းငယ်ကြာမြင့်မှာဖြစ်ပါတယ်။ Trump ကတော့သတင်းထောက်တွေကိုကျွန်တော်တို့အစိုးရရဲ့ဆိုင်မှုအဆုံးသက်ဖို့အရန်နှိစက်ပါတယ်လို့ပြောဆိုသွားပါတယ်။လက်ရှိချိန်မှာအစိုးရရဲ့ဆိုင်မှုက60ရက်မြောက်နေ့ကိုရောက်ရှိလာပြီးဖြစ်ပြီးလီယင်ခီးစင်ထောင်ပေါင်းများစွာ ဖြတ်သိမ်းခဲ့ရတယ်လို့ Federal One Time 9သိန်း5တောင်းခန့်ကို အလုံးမှထုတ်ပေးခဲ့ရကအမေရိကန်တန်ပေါင်းများစွာအတွက်အစားအစာအကူအညီကိုထိခိုက်နစ်နာစေခဲ့ပါတယ်။လေကြောင်းဝန်ထမ်းများရှာပါမှုကြောင့်တင်းနှကနွေနှင့်အထိရတဲ့အချက်လက်တွေအရအမေရိကန်အတွင်းနဲ့နိုင်ငံတကာကို ပြန်တန်းတဲ့လေရင်ခရီးစဉ်အနည်းဆုံး2300ကိုဖြတ်သိမ်းခဲ့ရပြီးနောက်နေမှု8000ကျော်ရှိခဲ့ကြောင်း Flight Aware အခြေခံ platform ရဲ့အချက်အလက်များအရသိရှိရပါတယ်ရှင်။ ဒီကနေ့တင်ဆက်ပေးမယ့်တရင်စီစဉ်ကိုတော့ကျွန်တော်နဲ့ပေးအဆောင်သက်သွားပါမယ်။ရှင်လင်းချန်နယ်တရင်စီစဉ်ကိုကြည့်ရှုအားပေးနေတဲ့သူတိုင်းကိုစိတ်နှပြချမ်းမှရှင်လန်းနိုင်ကြပါစေရှင်။